ီနေ့လေ့လာရမှာဇာခွဲဇာဖြစ်ပါတယ်ဇာခွဲလေးဇာခွဲလေးဇလက်ဖြူဖြူခွဲဇလက်ဖြူကမွေးကျူကျူမာလေးပန်ဖို့ယူဇာခွဲလေးဇာခွဲလေးဇလက်ဖြူဖြူခွဲဇလက်ဖြူကမွေးကျူကျူ ြေကဇာခွဲအတန်ကဇဇာခွဲဇမြေကဇာခွဲအတန်ကဇစားနေစားတဲ့စလုံးလေးကိုစဉ်းစားပြီးပြောကြည့်မယ်နော်ဇဇလက်ပန်းဇဇော်ကြီးဇဇစ်ဇဇလုံးအယောင်လေးတွေရှင်းကြည့်မယ်နော် စာပြီးကိုအရှင်တို့ကရေးမယ်ဆိုရင်အောက်ကနေစပြီးတော့ဆွဲပါတယ် အောက်ကနေစဆွဲပါမယ်ဆွဲလာပြီးတော့အပေါ်မှာအဆန်လေးခတ်ပြီးတော့အပြင်ကိုထွက်လိုက်မယ်ကဲစားပြီးလေးရဲ့ဆွဲလေးကိုမှတ်မိတော့အောင်ဒီချက်နဲ့တူလိုက်ပြီးတော့အယောင်လေးရှင်းကြည့်အောင်အောက်ကနေစားပြီးတော့သူ့ရဲ့အဆွဲအတိုင်းရှင်းလာပါမယ်ပြီးအဝိုင်းလေးထဲမှာအဆန်လေးခတ်ပြီးတော့မှအပြင်ကို ြန်ထွက်မယ်။စာခွဲ။ကဲစာပြေးလေးကိုမြင်းအကွက်ထဲမှာလွတ်လွတ်လပ်လပ်အရင်ဆုံးအကြီးလေးကျင်မယ်။ရေးကြည့်မယ်ရေးတက်လားမရေးတက်လားဆိုတာပေါ့နော်။အောက်ကနေစာဆွဲမယ်။စာခွဲ။စာကဲဒီတစ်ခါစလုံးလေးပေါ်မှာထပ်ပြီးတော့ရေးကြည့်မယ်။အောက်ကနေစာဆွဲမယ် ဇာခွေဇာခွေဇာအဲဒီတစ်ခါလေးချောင်းမြင်းနဲ့မှအရေးလေ့ကျင့်တော့မယ်လေးရလက်သားလေးတွေကိုလှအောင်လို့ပေါ့နော်အောက်ကနေစဆွဲမယ်ဇာခွေဇာရှေ့ရဲ့ channel လေးကို tissue ပေးနေတဲ့တာတာမိမိတို့ကိုဒီရှေ့ကကျေးဇူးအများကြီးတင်ပါတယ်